အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးတူဝန်ရေးသားတဲ့မာလာလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းဆက်နှစ်အနေနဲ့ကျွန်တော်ကိုရှိတာမှဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာရန်အောင်မျိုးသားကြီးကိုမောင်ယူပနိနိကကမြင်ခဲ့ရတယ်မဟုတ်လားမောင်ယူပဟာလူရိတ်လူငယ်ခတ်တဲ့နေရာမှာအင်မတန်တော်တယ်လို့ဘယင်မှသိရတယ်ဒီတော့ကရန်အောင်မျိုးသားကြီးကိုမောင်ယူပဘလို့အကဲခတ်လို့ရတယ်လဲ နန်းတွေကိစ္စမို့အရသာတယောက်အနေနဲ့အကြံပေးဖို့မလွယ်ကြောင်းပါဘုန်းနန္ဒသည်ဘယင်မကြီးမိကုံးကိုတိုက်ရိုက်အပြင်းမပေးဘဲစကားကိုလှိလွှဲ၍ပြောလိုက်သည်ဘယင်မမိတာကိုပဲဖြေစမ်းပါရန်အောင်မျိုးသားကြီးဟာဘယင်မနဲ့ထိုက်တန်တဲ့ယောက်ျားကောင်းတယောက်ဟုတ်မဟုတ်မောင်ယူပအခက်ခက်လို့ရတယ်လို့ဖြေစမ်းပါကျွန်တော်အခက်ခက်လို့ရတယ်လို့ပြောရမယ်ဆိုရင်ရန်အောင်မျိုးသားကြီးဟာနှလုံးရည်ရောနှလုံးလယုံရည်ရောချိုးတဲတဲ့သူတို့ဦးဖြစ်တယ်လို့ယူဆမိတယ်ဘယင်တူတော်ဖြစ်တဲ့အပြင် ဘယင်ကြီးရှိစဉ်ကပင်ဘယင်မနဲ့ရွှေလက်တော်ဆက်ဖို့ကြံရထားတဲ့သူတယောက်ဖြစ်ပါလျက်နဲ့ဘယင်မရှိတော်မှာခါစားတဲ့အခါမှာယောက်ျားကောင်းပီတာသာမခါစားပဲဘယင်မရဲ့လက်အောင်ငယ်သားတယောက်အနေနဲ့ပြပြပွဲခါစားနေတာကိုတွေ့ရှိခြင်းအပြင်ဘယင်မရဲ့ထမိန်နာကပ်ပြီးဘယင်မရဲ့ဘုံရိပ်ကိုခိုလုံဖို့လောက်တာကြံစီစိတ်ကူးနေတဲ့အရှောင်းသမားဖြစ်နေဒီမှာထင်ရှားနေပါတယ်ဒါဟာကျွန်တော်ရဲ့တဦးချင်းအနေနဲ့ယူဆချက်ဖြစ်ဖြစ်၍ကျွန်တော်ရဲ့ယူဆကိုဘယင်မကြိုက်နှစ်သက်မှလက်ခံပါ ဘုဏ္ဏနာကမိမိစိတ်ထဲတွင်ရှိသမျှဖွင့်ဟ၍ပြောလိုက်ရာသာနာတေဝိပင်မသည်ဘုဏ္ဏနာပြောလိုက်သည့်စကားလုံးများကိုတလုံးမကြံစိတ်ဝင်စားစွာနားဆွင့်နေရမှမျက်နာမှာတိတိတတ်တာကြီးရှင်လန်းသွားပုံရပေသည်တဏ္ဏတော်လုံးမှာဘယင်မနှင့်အယူအဆချင်းတူတူဆိုလိုမောင်ယူဘတယောက်ပဲရှိသေးတယ်အမှန်တိုင်းပြောရမှဆိုရင်ဘယင်မဟာယောက်ျားတွေကိုမုန်းလို့ကျင်ပတ်တော်ကိုမရွေးသေးပဲတကူတည်းနေနေတာမဟုတ်ဘူးဘယင်မနဲ့ရွှေလက်တော်ဆက်ပြီးနန်းတက်ရမယ့်ပုံကိုဟာ ဘယင်မရဲ့အရှိမဘယင်မအလိုကိုလိုက်ပြီးဒူးထောက်ခါစားတဲ့ပုံကူမျိုးမဖြစ်စေသင့်ဘူးဘယင်မရဲ့အလိုကိုမလိုက်ပဲဘယင်မကိုရှေ့ဆောင်လမ်းပြပေးဆွမ်းနိုင်တဲ့ယောက်ျားကောင်းယောက်ျားမြတ်ဖြစ်တဲ့လို့သာဘယင်မယူဆထားတယ်အခုအချိန်ထိဘယင်မရဲ့စိတ်ဆန္ဒနဲ့ကိုက်ညီပြီးယောက်ျားကောင်းပီတာတဲ့ပုံကူကိုမတွေ့သေးလို့ကျင်ဘက်တော်မရွေးသေးပဲတကူတည်းနေခဲ့တာပဲစာနာဒီဝိဘယင်မကပြောလိုက်လေသည်ရန်အောင်မျိုးသားကြီးအပြင်ဘယင်မအပေါ်မှာစိတ်ညွတ်နေတဲ့မင်းကြီးမင်းသားတွေမရှိကြဘူးလားဘုန်းနာနာကပြန်မေးလိုက်ပြီး ။ဘယင်မကိုစုံမက်မျက်နှိုးတဲ့မင်းကြီးမင်းသားတွေတော့အများကြီးရှိတာပေါ့။ရိုက်တယ်လို့တောင်ကုံမှာမဟုတ်ပါဘူး။ဒါပေမဲ့အများသောအားဖြင့်အဲ့ဒီမင်းကြီးမင်းသားတွေဟာမောင်ယူပပြောတယ်လို့ဘယင်မရဲ့ထမိန်နာကပ်ပြီးဘယင်မရဲ့ဖုံးရိပ်ကိုခေါ်လုံဖို့လောက်သာစိတ်ကူးရှိတဲ့လူတွေကများတဲ့အတွက်ဘယင်မတော့သူတို့ကို မြင်တာတော့အလိုလိုမျက်မှောင်ကျိုးတယ်ကွယ်။တိုင်းတစ်ပါးကရောဘယင်မရဲ့လက်ရွှေလက်တော်ကိုကမ်းလှမ်းတဲ့သူမရှိဘူးလားဘုန်းနာနာကမေးလိုက်ပြန်သည်ရှိတာပေါ့ အဲ့ဒီထဲမှာတုဒ္ဓနုဘယင်ကအကဲဆုံးပဲဘယင်မစီကိုစေတမန်တွေဆစ်လွန်းလိုက်စာတော်စာရွှေတွေပေးလို့ကမ်းပြီးရင်လက်ဆောင်ပန္နာတွေပို့လို့ပို့နေနည်းရမျိုးမျိုးနဲ့ကြိုးစားခဲ့တာပဲဒါပေမဲ့သူ့စီကကမ်းလန်းတဲ့စာတော်စာရွှေတွေကိုဘယင်မဖတ်ကြည့်တဲ့အခါမှာဘယင်မဟာမိုးကြနတ်သမီးကလေးတို့လှပတဲ့အကြောင်းတွေအမရာကိန်းနေမတိတံမူလာတို့လိုမိမ့်မမြတ်လက္ခဏာနဲ့ပြည့်စုံပုံတွေကိုအချက်မရှိအကြောင်းမရှိမိမ့်မလို့မိမ့်မရဖွဲ့နဲ့ရှင်းမထားတာကိုတွေ့ရတော့ ူတို့လူဘယင်အပေါ်မှာဘယင်မအလိုလိုအထင်သေးသွားတယ်။ဒီလောက်တော့ဘယင်မကိုမြောက်မြောက်ထိုးပင့်ကိုလုံနေတဲ့သူတွေဟာယောက်ျားကောင်းပီတာတယ်လို့ဆိုနိုင်ပါမလား။မိမလိုမိမရနိုင်တဲ့လူတယောက်သာဖြစ်ရမယ်မဟုတ်လား။စန္ဒတိဝီဘယင်မကစိတ်ထဲမှာရှိတဲ့မြောက်ကိုဖွင့်ဟားလိုက်လေသည်။အင်းဒီလိုဆိုရင်တော့လေအခက်သားပဲ။ဘူနန္ဒကညှဉ်းညူလိုက်လေသည်။ဘာလဲဘယင်မကျင်ဘတ်တော်ရနိုင်တော့မှာမဟုတ်ဘူးလို့ပြောလိုက်တာလား။ ။ဘယင်မအနေနဲ့ကတော့ဘယင်မအာကိုအာတာပြုနိုင်တဲ့ယောက်ျားကောင်းယောက်ျားမြတ်ကလွဲရင်ဘလောက်ပဲအစင်တန်းမြင့်မြင့်စိတ်ကူးတဲ့တော်မထဲ့ဘူး။ဘယင်မရဲ့ရှိကနေတွားပြီးဘယင်မကိုတော်တိုင်အာကူအာထာပြုနိုင်တဲ့ယောက်ျားကောင်းတာဖြစ်မယ်ဆိုရင်စင်ရဲချမ်းသာမွေအတန်းစားမခွဲခြားပဲဘယင်မရဲ့ကျင်ပတ်တော်အဖြစ်ရွေးဖို့အသင့်ပဲဒါကြောင့်မောင်ယူပလို့အတွေ့အကြုံများတဲ့သူစီကနေအကြံကောင်းကြံကောင်းတောင်းနေတာပေါ့အင်းဒီကိစ္စမှာတော့ကျွန်တော်ဘလို့မှအကြံမပေးတတ်တာအမှန်ပဲ ဒါကြောင့်အရေးမကြီးဘူးကျွန်တော်မှလောက်ဆရာရှိတယ်လေအများကြီးရှိသေးတယ်ဘုဏ္ဏနာကစိတ်မရှိတော့တကယ်တို့စကားပြတ်သွားအောင် ပြောလိုက်လေသည်အလုံးမောင်ယူပမှာဘာတွေများလောက်ဆရာရှိသေးလို့လဲမောင်ယူပရဲ့ကိုရေးကိုတာကိစ္စလားဘယင်မကမေးမြန်းလိုက်သည်မဟုတ်ပါဘူးစေတုဒ္ဓရာနိုင်ငံတော်ကြီးကိုကာကွယ်ဖို့တာဝန်တွေရှိနေလို့လောက်ဆရာရှိတာတွေအချိန်မလင့်စေပဲလှုပ်ရှင်လို့ပါဩလက်စတတ်တော့မောင်ယူပကစေတုဒ္ဓရာနိုင်ငံတော်ကြီးရဲ့ကယ်တင်ရှင်ဖြစ်မှန်းမသိဖြစ်နေပါဘူး ဒါထက်မောင်ယူပါတယောက်အနေနဲ့စေတုဒ္ဒရာနိုင်ငံတော်ကြီးကိုဘယ်လိုလုပ်ပြီးကာကွယ်မှာလဲဘယင်မကငေါတော်တော်မေးလိုက်လေသည်တယောက်ကောင်းတော်တတောင်းပူရှင်ညံ့ညံ့ကြည်နိုင်ပါတယ်လို့စောစောကပဲကျွန်တော်ပြောထားတယ်မဟုတ်လားအတော့ကိုအကြွားကြည့်တယ်လူပဲဒီမှာစေတုဒ္ဒရာနိုင်ငံတော်ကိုကာကွယ်ဖို့ဘယင်မမှာစစ်တီတော်ကြီးတွေစစ်တူကြီးတွေစစ်တီတော်တွေအများကြီးရှိတယ်ဒီအတွက်မပူနဲ့ဘယင်မတောင်းတဲ့အကြံဉာဏ်ကိုဒါပေးစမ်းပါဒီအကြံတော့ကျွန်တော်မပေးတတ်ပါဘူးလို့ပြောထားတာပဲ ဒါဖြင့်ဒီသက်သက်မှာဘယင်မှကျင်ပတ်တော်တွေ့ဖို့လမ်းချိသေးရဲ့လားဖူးစာကန်ဆိုတာမြင်နိုင်ကောင်းရဲ့အရာမဟုတ်လို့ဘယ်သူမှတတ်ရသေးချာမပြောနိုင်ပါဖူးစာကန်ဆုံလို့ရှိရင်ဘယင်မှဘလို့ပဲချောင်ချောင်မလွတ်နိုင်ပါဘူးအော်မောင်ယူဘကကန်တရားကိုတဲပြီးယုံနေပေါ့လေကန္တာကန္တာလီရင်အမိကန္တာလီရင်အဖဆိုတဲ့စကားအရာကံကိုမယုံလို့မဖြစ်နိုင်ပါအမှန်တိုင်းပြောရမယ်ဆိုရင်ကျွန်တော်ဟာတေဖို့ကောင်းတာကြာလာပါပြီ ကိုတိမတည်သေးတာဟာတည်ဖို့ကံမကြုံသေးလို့ဆိုတာကျွန်တော်ဆွတ်ဆွတ်မြဲမြဲယုံကြည်ပါတယ်တည်နေစရင်ဘလို့မှတားလို့မရပါဘူးမောင်ယူပဟာတတော်ကိုထူးဆန်းတဲ့လူတယောက်ပဲဘလို့လူစားမျိုးလဲဆိုတာဘယင်မဖြစ်ကြားလေကြားလေအကဲခတ်မရလေပဲဘယင်မမပြောနဲ့ကျွန်တော်ကိုကျွန်တော်တော့အကဲခတ်လို့မရပါဘူးပြောပြီးထားပဲလေဘုန်းနန္ဒာကခတ်တီတီပြန်ပြန်ပြောလိုက်လေသည်နေပါဦးမောင်ယူပကိုမေးခွန်းတစ်ခုမေးခြင်းနဲ့မှန်မှန်ဖြစ်မလားဘယင်မကပဏာမပြောလိုက်လေသည် ျွန်တော်ဘယ်တော့မှလိမ်မပြောဘူးပါဘူးမောင်ယူပါစေတုဒ္ဓနိုင်ငံတော်ကိုလာတာဘာကိစ္စလဲဘယင်မကမေးလိုက်နေသည်အသေးခံရအောင် လာတာပါလို့ပြောတာပဲအเจ้าမဲ့တက်တဲ့အသေးခံရအောင်လာတယ်ဆိုတာတော့အတိတ်ပဲမရှိဘူးဒီစကားကိုဘယင်မလက်မခံနိုင်ဘူးအเจ้าမဲ့တက်တဲ့တော့မဟုတ်ပါဘူးလူအများရဲ့အသက်ကိုကျွန်တော်ရဲ့အသက်နဲ့လဲဖို့အတွက်လာခဲ့တာပါ नो ဒါဖြင့်စိုးစိုးကမောင်ယူပါပြောသလိုတီဟရာသာဘယင်ကြီးကဆေးလွတ်လိုက်တယ်ဆိုတာကရောမှန်သလား ျွန်တော်လိမ်မပြောပါဘူးလို့ပြောပြီးသားပဲလေတိဟရတာဘရင်ကမောင်ယူဘကိုဘာကိစ္စလှုပ်လိုက်တာလဲအသေးခံဖို့လှုပ်လိုက်တာပါအိုးမောင်ယူဘပြောတဲ့စကားတွေဟာကရုတ်ကင်းလျှောက်ဆိုသလိုပတ်ပတ်ကိုချာချာလေးဖြစ်နေပါဘကောလားဘရင်မမေးတဲ့မေးခွန်းတွေကိုတက်တက်မတ်မတ်ဖြေစားမှာဝိလေကြောင့်ဘက်တွေလုံမနေစမ်းနဲ့ဒီမေးခွန်းရဲ့အဖြစ်တိလို့ဘရင်မရောစေတုဒ္ဒရာနိုင်ငံမှာရောအကျိုးရှိမှာမဟုတ်ဘူး အရေးကြီးတာကစေတုဒ္ဓနိုင်ငံတော်ကိုတုတ္တနုဘုရင်ရဲ့ယံကကာကွယ်ဖို့ကအရေးကြီးပါတယ်။အချိန်ကိုအလဟသာဖြုံးတိနေမဲ့အစားအကျိုးရှိမဲ့အလုပ်ကိုလုပ်ပြရစေ။တုတ္တနုဘုရင်ရဲ့ယံကိုနှိမ်နှင်းပြီးတဲ့အခါမှသာဘုရင်မအတိလိုသမ ्या ကိုကျွန်တော်တလုံးမကြံပြော့ပြပါမယ်။ဘုဏ္ဏနာသည်စိတ်မရှိတော့တဲ့ကဲ့သို့ပြောလိုက်ရာသာနာတိဝိပင်မသည်ဘုန်းနာနာဤတည်ကြည်ခံရသောရုပ်အင်ကနှင့်ရဲရင်သောအပြောအဆိုများကိုစိတ်ထဲတွင်ကြိတ်ပြီးချိန်မုံမိတော်လေ မိမိလိုဒီကိစ္စများကိုမသိရတဲ့ဖြင့်ခိုးလို့ခုလို့ဖြစ်နေပုံရပါလေ။ကဲကိုကိုကိုဒီလောက်တော့အထင်ကြီးရင်ဒီကနေ့ကစပြီးစေတုဒ္ဒရာနိုင်ငံတော်ကိုကာကွယ်ဖို့မောင်ယူပေါက်ကိုတာဝန်ပေးလိုက်တော့မယ်။လောက်เสียရရှိတာသာလောက်ပြီးတော့ဒီနေ့ညနေနေဝင်ချိန်မှာစစ်တူကြီးဗန္ဒကနဲ့အတူဘယင်မတန်ခါစားပြီးအရှင်နေကိုပြည့်ပြည့်စုံစုံရှောက်တင်ဖို့မမေ့နဲ့။ကဲသွားလို့ရသွားနိုင်ပြီ။ ဘယင်မသည်ဘုန်နာနာအဆက်စစ်ကြည်ရင်ပြောလိုက်ရာဘုန်နာနာသည်စောစောကဘယင်မဤကောင်းမှပြုတ်ကြလာသည်ပန်တော်ကြပန်းကလေးတစ်ပွင့်ကိုမိမိဤရင်ဘတ်တွင်ထိုးထားရာမှနှုတ်ယူလိုက်ပြီလျင်ဘယင်မအားပြလိုက်လေသည်ဟောဒီပန်တော်ကြပန်းကလေးမနှွမ်းခင်ဘယင်မတည်ငောင်းကြားရစေမယ်ဆိုတာကျွန်တော်အာမခံပါတယ်တောင်းဝန်ခံတယ်ကဲကျွန်တော်သွားအောင်မယ်ပြပြောဆိုသူဘုန်နန္ဒသည်ဘယင်မဤပန်တော်ကြပန်းကလေးကိုရင်ဘက်တွင်ပြန်ထိုးလိုက်ပြီးရှားကနေလှဲ့ကဘယင်မအဆောင်မှထွက်၍လာခဲ့ပြီယား စာနာတိဝိပယမတိဘုန္နနာအာမျက်စိတစုံကြည့်ရှုရင်ကြံ့ရစ်ခဲ့ပေသည်ဘုန္နနာသည်စာနာတိဝိပယမ၏အဆောင်တော်မှထွက်လာခဲ့ပြီးနောက်အဆောင်တော်၏မြောက်ဘက်ရှိဥယျံတော်၏တောင်ဘက်သို့ဥတည်ခဲ့ပြီးထွက်လာခဲ့ပေသည်ဆရာတော်ဥဂိဋ္ဌိဓာတုခံရသည်ဒါခုတ်ခံရသည်ဆိုသောနေရာ နေရာတို့နေရာနှင့်ဆရာတော်ဥက္ကဋ္ဌကမ္မထမ်းထိုင်နေရှိသည်ဆိုသောအုတ်ကုကလေးမှာရှေးလန်း90ခန့်ကွာဝေးသည်ကိုဘုန်းနန္ဒတရေပြုံပြီလေသည် ဘုရင်မရှင်ဥယျာဉ်တော်အတွင်းသို့ရောက်ရှိသောအခါဘုဏ္ဏနာသည် အမဲလိုက်ခွေးအမဲနှံ့ကိုခံပြီးတားကောင်ရှိရာနောက်သို့လိုက်တဲ့သို့ဥယျာဉ်တော်၏အနေထားနှင့်တကားဥယျာဉ်တော်နှင့်အဆောင်တော်၏အကွာဝင်စသည်တို့ကိုစစ်စစ်ဆက်ဆက်တေချာစွာမှတ်သားပြီးဘုရင်မရှင်အိပ်ပံတော်ဆောင်ဘုံမူကလေးမောင်တုဒ္ဒပြောကြားလိုက်သည်ဆရာတော်ဥက္ကဋ္ဌိဓာတ်ကုတ်ခံရသည်ဆိုသော နေရာသို့မှန်းဆ၍ထွက်လာခဲ့ပြီ။ ထိုနေရာမှာဥယျာဉ်တော်၏အနောက်မြောက်တောင်တွင်ရှိ၍ပန်းပင်များကြားတွင်ထိုင်ကုန်ကလေးတစ်ခုရှိသည်ကိုတွေ့ရပေသည်။ထိုထိုင်ကုန်ကလေးမှာဇွန်ပန်းရုံများဝန်းရံလျက်ရှိသည်ဖြင့်ထိုကုန်ကိုအဝေးမှမမြင်နိုင်ပေ။ထိုကုန်အနီးသို့ရောက်သောအခါအဆိုပါထိုင်ကုန်တွင်အသက်အရွယ်အားဖြင့်၁၈နှစ်ခန့်ရှိလိမ့်မည်ဟုခန့်မှန်းရသောနန်းတွင်တို့တူသည်။မျက်နှာကိုလဝါးဖြင့်အုပ်ကာတချုံချုံငိုနေသည်ကိုမြင်လိုက်ရသည်ဖြင့်ဘုန်နနာသည်ရှေ့သို့မတိုးဘဲအတာရက်တန့်၍နေလိုက်ပေသည်။ တို့ရတွင်တချုံချုံငုံနေသောနိုင်ရင်းတို့ကလေးသည်မိမိနောက်မှရှေ့တန်းလိုလိုကြသည်ဖြင့်မျက်ရည်များကိုရှက်ရှင်းတုပ်ပြစ်လိုက်ပြီးလျင်နောက်သို့လှည့်ကြည့်လိုက်ရာဘူနန်နာနှင့်မျက်နှာချင်းဆိုင်မိလျက်သာဖြစ်သွားသည်ဖြင့်အာအာတင်းသည့်အမူအရာကြောက်ရွံ့ထိုင်လန့်သည့်အမူအရာဖြင့်ထန်ရာမှကပြကရာထလိုက်ပေသည်ရှင်ရှင်ဘသူလဲဘာကိစ္စဥယျာဉ်တော်လဲဝင်လာရတယ်လဲဘယင်မသိရင်အပြစ်ပေးခံရလိမ့်မယ်ဆိုတာရှင်မသိဘူးလားတွားတွားအခုထွက်သွား တချုံချုံနှင့်ငိုယိုနေသောနန်းတွင်သူပြိုပြိုသည်ရှက်လဲချက်ကြောက်လဲကြောက်သည့်အမူအရာဖြင့်ဘူနန္ဒအားလူစိမ့်သူစိမ့်တဦးအနေဖြင့်နှင်ထုတ်နေပေသည်ဘယင်မရဲ့အမိတ်နဲ့လာခဲ့တာပါကျုပ်ကိုကြောက်မနေပါနဲ့ဒါထက်မင်းကလေးကဘာတို့လဲဘာကိစ္စဒီနေရာမှာလာပြီးတချုံချုံငိုနေရတယ်လဲဘူနန္ဒကရဲရဲတင်းတင်းမေးလိုက်ရာဘူနန္ဒ၏တည်ကြည်ရင့်ကျက်သော အင်တွေကိုနန်းတွင်သူပြိုပြိုသည်မျက်တော်မခံဘဲစိုက်ကြည့်ရင်ကြောက်ရွံ့သည့်စိတ်များမှာ ကင်းစင်လွင့်ပြောက်ကကြည်ညိုအားကိုးသည့်စိန်များတဖြည်းဖြည်းဝင်၍လာပေသည်။ကျမကျမဟာတခြားမဟုတ်ပါဘူး။ဘယင်မအပားမှာခါးစားနေတဲ့နန်းတွင်သူအပြိုတော်မဲတစ်စာဆိုသူပါ။ဒီကမောင်ကြီးကဥယျာဉ်တော်ထဲဘာကိစ္စလာရတယ်လဲဆိုတာမိတ်တော်မူပါ။နန်းတွင်သူအပြိုဖြူ၏လေတံမှာချက်ချင်းပြောင်းလဲသွားပေသည်။မဲတစ်စာဟူသောအမိကိုကြားလိုက်ရသောအခါဘုန်းနန္ဒသည်ပြူးကျဲတောက်ပါသော မျက်လုံးများဖြင့်စိုက်ကြည့်နေမိပေ၏။အော်လက်စတတ်တော့ညမကြီးက ရင်မရဲ့လက်ဆွဲတော်မဲတစ်စာကိုဒါထက်စောစောကတရှုံချုံနဲ့ငိုနေတာဘာဖြစ်လို့လဲသိခွင့်ရှိမလားဘုဏ္ဏနာကခက်တီတီပြန်၍ပြောလိုက်ပြီ။အိုးဒါကကျမရဲ့ကိုရေးကိုတာ ကိစ္စပါ။ဘယ်သူနဲ့မှမဆိုင်ပါဘူး။မဲတစ်စာကချက်ချက်နဲ့မျက်လွာချပြီးပြောလိုက်လေသည်။ဘယ်သူနဲ့မှမဆိုင်ဘူးဆိုတော့မဟုတ်နိုင်ဘူး။ဆိုင်သူရှိရမယ်။ဆိုင်သူဟာဘယ်သူလဲဆိုတာမဲတစ်စာမပြောပြပေမဲ့ကြုတ်တီးပြီးပါပြီ။မဲတစ္ဆာငိုနေတာဟာမဲတစ္ဆာရဲ့မောင်တော်ဘုံမူကလေးမောင်တုဒ္ဒကိုအောက်မေ့တော့မဟုတ်လား ဘုန်းနန္ဒာကဓာတ်ရိုက်မေကွန်းမေးလိုက်ရမှမေတ္တစာမျက်လုံးမျက်စံပြူးသွားပြီသူရတွင်တစုံတရာအပြည့်မပေးသေးပဲခေါင်းကိုငုံရည်သာနေပြီပဲနဲ့လေကျုပ်ဘေးတင်မမှန်ဘူးလားဘုန်းနန္ဒာကဆက်ပြီးမေးလိုက်ပြန်သည်သူရတွင်မေတ္တစာသည်အပြည့်မပေးသေးပဲဘုန်းနန္ဒာအာမတင်ကားသောမျက်နှာထားဖြင့်နှမ်းကြည့်လိုက်လေသည်ရှင်းဘူးလေရှင်းကိုဒီနန်းတော်တွင်မှတစ်ခါမှမမြင်ဘူးမေတ္တစာကပြန်၍ပြောလိုက်လေသည် ဒီကမေတ္တစာရဲ့ဒုက္ခကိုကယ်တင်ဖို့နတ်တကြားတွေဆဲလွတ်လိုက်တဲ့စေတမန်ဆိုရင်လည်းဆိုနိုင်ပါတယ်မေတ္တစာ မောင်တော်မောင်တုဒ္ဒအတွက်ဆိုရင်ကြောင်းကြနေတယ်မဟုတ်လားဘာမှဆိုရင်ကြောင်းကြမဖြစ်ပါနဲ့မေတ္တစာရဲ့မောင်တော်မောင်တုဒ္ဒဟာကျမ်းကျမ်းမာမာနဲ့အသက်ရှင်လျက်ရှိနေပါတယ်မကြခင်မေတ္တစာနဲ့ပြန်တွေ့ဖို့လမ်းတွေအများကြီးရှိပါတယ်ဘုဏ္ဏနာကပြန်၍ပြောလိုက်ရာမေတ္တစာသည်ဘုဏ္ဏနာပြောသည့်စကားများကိုယုံရကောင်းသူမယုံရကောင်းသူနှင့်ဖြစ်၍နေပေသည်မောင်တော်မသိဘူးမဟုတ်လား မောင်တော်မသိဘူးဟုတ်လားရှင်အခုပြောနေတဲ့စကားတွေကအမှန်တွေကြီးပဲလားမေတ္တာကပြန်၍မေးလိုက်လေသည်တလုံးတစ်ပါးတော့မကြံအားလုံးအမှန်တွေကြီးပဲပါဒါဖြင့်ရှင်ကျမရဲ့မောင်တော်နဲ့တွေ့ခဲ့တယ်ဆိုပါတော့လူကိုယ်တိုင်ပူပူနေနေတွေ့ခဲ့ပါတယ်အခုသူဘာမှလဲအင်ဂျင်ပေါ်တဲ့တောရက်ပေါ်မှာကျမ်းမာချမ်းသာစွာနဲ့ရှိနေသေးပါတယ်မောင်တော်နဲ့ဘလို့လုပ်ပြီးတွေ့ခဲ့တာလဲမောင်တော်ကဘာတွေများမှားချလိုက်သေးတယ်လဲ မေတ္တစာဒီရှေ့သူကြီးအကြောင်းကိုသိလို့ဆိုဖြင့်ရှက်ရကောင်းမှန်ကြောက်ရကောင်းမှန်မသိတော့ပဲဝါဒာအာရမိလိုက်လေသည်မေတ္တစာရဲ့မောင်တော်အကြောင်းသိချင်ရင်ဟောဟိုရှိနာကရေကန်ကလေးနာမှာအေးအေးဆေးဆေးပြောပြပါမယ်ဆရာတော်ဥက္ကဋ္ဌိပြောပုံပြောပုံကတော့ကမထန်းထိုင်နေတော့နောက်ကဝင်ပြီးဓာတ်နဲ့ခုတ်တယ်လို့ဆိုပါကလားဆရာတော်ကမူသားပြောပါမလားအင်းဘုန်းတော်ကြီးအနေနဲ့တော့မူသားပြောမှမဟုတ်ဘူးပေါ့ဒါပေမဲ့ဥက္ကဋ္ဌိဟာ ဖုံးတော်ကြီးအစ်စ်လားဖုံးကျော်ဖုံးတော်ကြီးយ៉ាងဆောင်တဲ့တချို့လားဆိုတာကိုဘယ်သူမှမပြောနိုင်ဘူးပြီးတော့ဘယင်းမရဲ့ပျော်တော်ဆက်ငပြစ်ဆိုတဲ့လူကိုမဲတစ္ဆာတိတ်တယ်မဟုတ်လားသိပါတယ်သူ့ကိုဘယင်းမကစိတ်ဆိုးပြီးနှစ်ထုတ်လိုက်တာပဲဘယင်းမကဘာဖြစ်လို့စိတ်ဆိုးရတာလဲဒါတော့ကျမလည်းတိတိကျကျမသိဘူးဥဂိဋ္ဌိဓာတ်ကုတ်ခံရတဲ့နေရာဟာဟောဒီပန်းဥယင်ထဲမှာဖြစ်မယ်ကမ္မတန်အုပ်ခုထဲမှာမဖြစ်နိုင်ဘူးဓာတ်တန်ရာကိုကြည့်ရင်လည်းနောက်ကခုတ်တဲ့တန်ရာမဖြစ်နိုင်ဘူး ရှစ်တက်တဲ့ကခုတ်တက်ထိုင်ရတာဖြစ်ရမယ်ပြောမိလို့ဘယင်မကသူ့ဆရာတော်ကိုထီပါပြီးပြောရမလားဆိုပြီးစိတ်ဆိုးတာပါငပြည့်ပြောတဲ့စကားဟာမောင်သူဒ္ဓပြောတဲ့စကားနဲ့ထပ်တူထပ်မြဖြစ်နေတယ်ဒါကြောင့်မောင်သူဒ္ဓပြောတဲ့စကားဟာယုတ်တိရှိရမယ်လို့ကြုတ်ယူဆတာပေါ့ဒီအတိုင်းမှန်ပါစေလို့ကျမဆုတောင်းပါတယ်ဒါမှလည်းဘယင်မကမောင်တော်အပေါ်မှာခွင့်လွှတ်နိုင်တော်မူမှာ ခတ်တာကမောင်တော်ကကြောက်အားလန်အားနဲ့ထွက်ပြေးနေလေတော့ဘယင်မကဘုန်းတော်ကြီးဥက္ကဋ္ဌရဲ့စကားကို ပုံပြီးယုံကြည်တော်မူနေတာခတ်တယ်။တိရအတွက်တော့မပုန်နဲ့အပြည့်အပြည့်အမှန်ကိုကြကြာကြာကြံအုပ်ထားလို့မရဘူး။ဒီတော့နန်းဦးစီရတော်ဥက္ကဋ္ဌနဲ့ကြုတ်တွေ့ရရင်ဒီပြဿနာဟာရှင်းသွားမှာပါ။ဒါထက်နန်းဦးစီရတော်ဥက္ကဋ္ဌနဲ့ကြုတ်တွေ့ခွင့်ရအောင်စောင့်ကြည့်မပေးနိုင်ဘူးလား။စောင့်ကြည့်ပေးနိုင်ပါလေ။ ဒါပေမဲ့နိုင်ဦးစီရတော့ခྱི་ထွက်သွားတာနှစ်ရက်သုံးရက်ရှိသွားပါပြီ။ပြန်လာမှပဲတွေးခွင့်ရအောင်စောင့်ကြည့်ပေးပါမယ်။ဒါတဲ့ရှင်ကဘာတူလဲ။ဘာကိစ္စနန်းတော်ထဲရောက်နေရတာလဲ။ကျုပ်ရဲ့နာမည်ဟာမောင်ယူပါလို့ခေါ်ပါတယ်။ဒီကိုရောက်လာတဲ့အကြောင်းရင်းကတော့လူကိုရောက်ရဲ့အသက်ကိုကျုပ်အသက်နဲ့လဲပြီးကယ်ဆယ်ဖို့ရောက်ရှိလာခဲ့တာပါ။ဒါပေမဲ့ကျုပ်ဒီကိုရောက်တဲ့အခါမှာလူကိုရောက်ရဲ့အသက်တာမကစန္ဒာရီဝီဘုရင်မနဲ့ဆေရုဒ္ဓနိုင်ငံတော်မှာရှိတဲ့မိမနဲ့ကလေးတွေရဲ့အသက်ကိုပါကယ်ဆယ်ဖို့တဲ့အကြောင်းဆက်ရောက်လာတဲ့အတွေ့ ဘယင်မရဲ့အခြေတော်မကိုရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ဘုန်နန္ဒကပြန်၍ပြောလိုက်ရာမေတ္တစာသည်ဘုန်နန္ဒပြောသောစကားများကိုနားမလည်သဖြင့်ဘုန်နန္ဒအားငေးဆိုင်ပြီးကြည့်နေပေသည်။မောင်ကြီးပြောတဲ့စကားတွေကိုကျမနားမလည်ဘူးအရှင်းပြကြမှာ哦။အင်းအခုမသိကျင်စမ်းပါနဲ့။နောက်တစ်ပြေးပြေးတည်လာပါလိမ့်မယ်။ထိုကဲ့သို့အခြေတင်ပြောဆိုနေကြစဉ်ပုပ္ပကွက်ကလူတယောက်သည်ပန်းစီများကိုကင်ကမေတ္တစာအနည်းသို့ရောက်ရှိလာပြီးမေတ္တစာအားပန်းစီများကိုဆက်သနေသည်ကိုတတိပြုမိနေသည်။ ဒါကဘယင်မရဲ့ဥယျင်မှုပကံငကြွဲပါမေတ္တစာလေးဘုဏ္ဏနာအာဥယျင်မှုနဲ့မိတ်ဆက်ပေးလိုက်လေသည်ဘုဏ္ဏနာမှာမူဥယျင်မှုပကံငကြွဲဤရုပ်အင်္ဂါကိုစစ်စစ်ဆက်ဆက်ကြည့်ပြီးအကဲခတ်ယူနေပေသည်ဥယျင်မှုဤအမည်မှာပကံငကြွဲဖြစ်တော်လဲအမည်နှင့်ဖြောင်းဖြောင်းချင်းဆန့်ကျင်လျက်ကိုအင်္ဂါချွတ်တဲ့နေသည်ကိုဘုဏ္ဏနာဥစွာတတိပြုမိပေသည် အသက်ရွယ်ကိုခံမှန်းရမရတော့လေလူပုံလူပန်းမှာတည်တည်ကိုယ်ကိုယ်ပုပုကွက်ကွက်ဖြစ်နေတဲ့ဖြင့် ခလန်းလန်းကသာကြည့်မည်ဆိုလျှင်ခလေးတရားဟုထင်ရပေမည်အနည်းတို့ရောက်ရှိလာသောအခါမှသာထိုသူမှာခလေးမဟုတ်ဘဲအသက်အရွယ်ကြီးရင်သောလူပုကလေးတယောက်ဖြစ်နေသည်ကိုသိနိုင်ပေသည်ဥယျာဉ်မှုကလူနဲ့နာမည်နဲ့မလိုက်ပါလားနာမည်ကပကံကကျွဲဆိုပြီးလူပုံကတော့တေးခွေပုလှကြီးလားဘုန်းနန္ဒကမေတ္တစာအာပြန်၍မေးလိုက်ရာဥယျာဉ်မှုသည်ဘုန်းနန္ဒပြောသောစကားများကိုကြားရသဖြင့်အတော်ကလေးတော့ပွားနေပုံရပေသည် ။ဘဂံဘဂံငကြွဲဆိုတဲ့အမိကတမင်သက်သက်ပြည့်ရည်ပြုတ်ပြီးမှဲ့ထားတဲ့အမိပါ။ဘဂံငကြွဲဆိုတဲ့သူဟာကဘာမကြီးကိုတောင်ထမ်းနိုင်အောင်ဘာလာကောင်းတဲ့သူမဟုတ်လား။ဥယျံမှုကတင်းတင်းညံ့ညံ့မို့လို့သူ့ကိုဘဂံငကြွဲဘဂံငကြွဲနဲ့လူတွေကဝိုင်းပြီးလောင်ရင်းပြောင်ရင်းနဲ့ဒီနာမည်တွင်သွားတာပါ။မေတ္တစာကအရှင်းပြလာ၏အဲဥယျံမှုပကံငကြွဲမှာလဲ မေတ္တစာအာပန်းဒီဆက်တာပြီဘုန်းနန္ဒအာစားမတက်ဝါမတက်မျက်နှာထားနဲ့ကြည်နေရမှရှာကနေလှဲ့ထွက်သွားပြီဒီဥယျံမှုကဥယျံတော်ထဲမှာအမြဲအမြဲတမ်းနေသလားအမြဲတမ်းလို့လို့နေပါလေဘယင်မကိုညစဉ်ညတိုင်းဖျားပန်းဆက်ကပ်ဖို့ပန်းတွေဆက်တာတဲ့အတွက်ဘယင်မအဆောင်တော်ကိုညတိုင်းလို့လို့ဝင်ထွက်ခွင့်ရှိပါတယ်ဘယင်မကတော့သူ့ကိုလူစင်မမီတဲ့လူတယောက်အနေနဲ့တနာတော်မူပြီးမျက်နှာသာပေးထားပါဗျာ မျက်နှာသာပင်မသိတော့ရွှေရည်ပကံတက်ဆိုတယ်လို့ကျမတို့ကတော့မထီမဲ့မြင်ပြုတ်လောက်တတ်ပါတယ်။ဟိုးလွန်ခဲ့တဲ့တလားလောက်ကုန်းကဘယင်မရဲ့အဆောင်တော်မီးဆွဲလောင်တာကိုမောင်မင်းကြီးကြားပြီးပြီလားမပြောတတ်ဘူး။မေတ္တစာလေးဘုန်းနာတော်အပေါ်တွင်ယုံကြည်အားကိုးသည့်စိတ်များတဖွာဖွာပေါ်ပေါက်လာသည်ဖြင့်စိတ်ထဲတွင်ရှိသည့်မြောက်ကိုဖွင့်ပြောလိုက်လေသည်။ကြားပြီးပါပြီ။မေတ္တစာမောင်တော်မောင်တုဒ္ဒါပြောပြလို့လည်းအားလုံးသိပြီးပါပြီ။အဲ့ဒီမီးလောင်မှုဟာရိုးရိုးမီးလောင်မှုမဟုတ်ဘဲနဲ့ရှုံမီးလိုထင်းတဲ့အကြောင်းပါ။ မောင်သူတာပြောသွားသေးတယ်။ဘုဏ္ဏနာကပြန်ပြောလိုက်လေသည်။ဟုတ်တယ်။ကျမလည်းဒီလိုပဲထင်တယ်။အဲ့ဒီညကဖျားကန်းကစပြီးမီးဆွဲလောင်တာပဲ။မီးလောင်တဲ့အချိန်မှာဥယျင်မူပကံငကြွယ်ဖျားစင်ဘက်ကထွက်ပြေးသွားတာကိုကျမရိတ်ခနဲ့မြင်လိုက်ရတယ်။ဒီအကြောင်းဘုရင်မကိုတန်တော်ဟုမတင်ဘူးလား။တန်တော်ဦးတင်ပါတယ်။ဒါပေမဲ့ယုံကြည်တော်မမူဘူး။ဘုရင်မကလူတယောက်ကိုယုံမိရင်ဘသူမှပြောလို့မရတော့ဘူး။အင်းဒီလိုဆိုရင်စဉ်းစားကြရပါပဲ။ ဥယျင်မှုအနေနဲ့တော့သူ့သဘောတိုင်းမိချို့တာဟုတ်မှမထင်ဘူးသူ့ရဲ့နောက်ပိုင်းမှာစေတောရာနိုင်ငံတော်ကိုပြက်စီးရပြက်စီးကြောင်ကြံစီနေတဲ့လူတွေရှိရမယ်ဘုဏ္ဏနာတိမိမိစိတ်ထဲတွင်ဖြစ်ပေါ်လာသည့်အတွေ့အခေါ်များကိုဗဇတ်မှထုတ်ဖော်ပြောလိုက်ပေသည်ဘယင်မကိုဘသူကပြက်စီးရပြက်စီးကြောင်ကြံပါလေစေတောရာတနိုင်ငံလုံးကဘယင်မကိုတိတ်ပြီးရှင်းပြန်ညွှန်ကြတာပဲကျမရဲ့စိတ်ထဲမှာတော့ဖျားစင်မှာဖျားပန်းလာကပ်ရင်စီမီးထွန်းရာကမီးကိုဆော့လို့မီးဆွဲလောင်တာဖြစ်မယ်လို့ထင်တာပဲ။ မေတ္တဆာကပြောဆိုလိုက်လေသည်တို့ရတွင်ဘုံနန္တသည်မေတ္တဆာပြောသောစကားများကိုနားမဝင်ပေခေါင်းကိုသာတွင်တွင်ခါရင်စဉ်းစားနေပေသည်ဒါထက်စောစောကမေတ္တဆာထိုင်နေတဲ့ပန်းယုံအလေကထိုင်ကုန်ကလေးမှာစန္ဒာတိဝိပင်ယမမကြာခဏထိုင်နေရှိတယ်မဟုတ်လားဘုံနန္တကမိကုန်ထုတ်လိုက်လေသည်မှန်ပါတယ်ဘယင်မဥယင်တော်နဲ့စဉ်းလာတဲ့အခါတိုင်းအဲ့ဒီခုံကလေးမှာထိုင်နေရှိပါတယ်မေတ္တဆာကပြန်ပြေးလိုက်သည်အဲ့ဒီထိုင်ကုန်ရဲ့အောက်မှာဂုဏ်ကဥယျာဉ်မှုဝင်ဝင်ပုံးနိုင်ရင်ဖြစ်နိုင်တယ်မဟုတ်လား ုဏနာကမေးလိုက်ပြန်သည်ဖြစ်ုံနေမကဘူးနေ့လည်နေခင်နေပူတဲ့အချိန်မှာဥယျာဉ်မူအဲ့ဒီထိုင်ခုံရဲ့အောက်မှာဝင်းအိတ်လေးရှိတယ်တနေ့တုန်းကတော့ကျမအဲ့ဒီထိုင်ခုံပေါ်မှာထိုင်နေတော့ပြုံးစို့ထိုင်ခုံအောက်ကနေဥယျာဉ်မူထွက်လာတာလန့်ပြီးအော်မိသေးတယ်အင်းဒီလိုဆိုရင်ဟုတ်ပြီမနေ့ကဘယင်မနဲ့စစ်သွေးကြီးဗန္ဒကတော့တိုင်မင်တာကိုဥယျာဉ်မူထိုင်ခုံအောက်ကနေရှောင်းနာထောင်လို့ကြားတာဖြစ်ရမယ်ဒီဥယျာဉ်မူကိုဒီနေရာကခက်မြန်မြန်နှင်ထုတ်ရင်ကောင်းဝင် ဘုန်းနာနာဒီမိမိစိတ်တွင်ပေါ်လာသည်များဗဇက်မှဖွင့်ဟာပြောလိုက်လေသည်ဟင်မောင်ကြီးပြောတဲ့စကားများကိုကျမနားမလဲဘူးနားမလဲခြင်းပါနဲ့နားမလဲတာပဲကောင်းပါတယ်ဒီနေရာကရှုံနေကွယ်နေတို့ရန်သူကိုမမြင်နိုင်ဘူးလာဟောဟုတ်ရှင်သာတွားကြရအောင်ဘုန်းနာနာကပြန်ပြောလိုက်ပြီးရေကန်ကလေးရှိရာသို့တဖြည်းဖြည်းလျှောက်သွားပြီသည်ရေကန်ကလေးသို့ရောက်တော့ကဘုန်းနာနာသည်ကြောက်တုံးတုံးပေါ်တွင်ထိုင်ရင်းဦးရတော်၏ပတ်ဝန်းကျင်ကို လေ့လာအခဲခတ်နေ၏မောင်တော်နဲ့တွေ့ခဲ့တယ်ဆိုတာတကယ်ပဲလား ဘယ်ပုံပဲနေတွေ့ခဲ့တယ်ဆိုတာတစ်စိတ်လောက်အမိတ်ရှိစမ်းပါမေတ္တစာတွေစိတ်ထဲတွင်မြိုသိမ့်မထားနိုင်တော့ပဲဗဇက်ကဖွင့်ဟပြီးမေးလိုက်ပြန်သည်ဘုဏ္ဏရတွေမေတ္တစာအားဆက်ဆက်ကြည့်လိုက်ပြီးလည်းယင် စေတုဒ္ဒရာနိုင်ငံတော်တို့အလားနေချာရှိတောဆက်အတွင်မောင်သူရနှင့်တွေ့ခဲ့ပုံများကိုကရားရေလွတ်တယ်လို့တတို့တို့ပြောဆိုနေပြရာမေတ္တစာမှာမိမိကြားလို့သည့်စကားများကိုကြားရသဖြင့်ဝဟန္တာမဆုံးတပြုံးပြုံးနှင့်ဖြစ်၍နေပေသည် မောင်တော်ပြောတဲ့စကားအရဆိုရင်ဆရာတော်ဥက္ကဋ္ဌကိုကမ္မထံကုထဲမှာကမ္မထံထိုင်နေတော့နောက်ကနေပြီးဓာတ်နဲ့ထိုးခုတ်တယ်ဆိုတာမဟုတ်ဘူးပေါ့မောင်သူဒ္ဓပြောသွားတာကတော့ဥယင်တော်ထဲမှာမတင်ကားစရာတွေ့လို့ဘသူပဲဝါပဲမသိတာနဲ့ဓာတ်နဲ့ဝင်ခုတ်မိတာလို့ပြောတာပဲသူပြောတဲ့စကားဟာယုတ်တိရှိတယ်လို့ထင်တယ်ဓာတ်နဲ့ဓာတ်ထက်မေတ္တစာဟာဘယင်မရဲ့လက်ဆွဲတော်ဆိုတော့ဘယင်မအကြောင်းကောင်းကောင်းကြီးသိမှာပေါ့နော်ဘုဏ္ဏနာကစကားလှည့်ပြီးပြောလိုက်ပြန်သည် ငငယ်ကလေးကအတူနေလာခဲ့တာမို့ဘယင်မရဲ့စိတ်ထားသဘောထားကိုကောင်းကောင်းကြီးသိပါရယ်ဘယင်မနဲ့ရွှေလက်တော်ဆက်ဖို့ကမ်းလှမ်းတဲ့သူတွေတော်တော်များများရှိတယ်ဆိုတာမှန်သလားမှန်ပါတယ်ကမ်းလှမ်းတဲ့လူတွေမရေမတွက်နိုင်အောင်များပြားလှပါတယ်ဒါပေမဲ့တတ်တော်ရှင်အမတ်ကြီးနဲ့အတွင်းဝန်အပြင်ဝန်တွေသဘောတူတဲ့လူကတော့ရန်အောင်မျိုးသားကြီးပါဘယင်မကရောရန်အောင်မျိုးသားကြီးပေါ်မှာစိတ်ညွတ်နေပုံရသလား ဘသူ့အပေါ်မှာမှစိတ်ညွတ်နေပုံမရပါဘူးဒါဖြင့်ဘယင်မဟာအခုလိုပဲတကိုယ်တည်းနေသွားလိုက်မယ်လို့ထင်သလားဒီလိုလည်းမထင်ပါဘူး노ဒါဖြင့်ဘယင်မကိုကမ်းလန့်နေသူလေဒီလောက်များနေရင်လျက်တော့ဘသူ့ကိုမှမရွေးပဲဘာဖြစ်လို့ပယ်ရတာလဲအင်းဒါကတော့အကြောင်းရှိရဲ့ဘယင်မကိုအပြင်လူတွေကယောက်ျားစိတ်ဝင်နေတယ်လို့ကျင်ပတ်တော်မရွေးပဲတကိုယ်တည်းနေသွားလိမ့်မယ်လို့ယူဆနေကြပါတယ်။ဒါပေမဲ့ကျမကတော့ဘယင်မနဲ့နီနီကက်ကက်နေရတဲ့အတွက်ဘယင်မရဲ့စိတ်သဘောထားကိုကောင်းကောင်းကြီးသိပါတယ်။ မေတ္တစာကစကားဆလိုက်လေသည်ဘယင်မရဲ့စိတ်ဆန္ဒကိုမေတ္တစာသိသလားပြောပြစမ်းပါဦးဘူနန္ဒကဆက်ပြီးမေးလိုက်လေသည်음ဘယင်မကကျမကိုခဏခဏပြောဘူးလေသူအကျင်ဘက်တော်မရွေးသေးတာဟာယောက်ျားတွေကိုမုန်းတော့မဟုတ်ဘူးတဲ့ဒါပေမဲ့သူ့စီကိုလာပြီးကမ်းလှမ်းတဲ့လူတွေဟာယောက်ျားကောင်းမပီသားလို့သူငင်းနေခြင်းဖြစ်တယ်လို့ပြောတယ်သူ့ကိုချေဆောင်နိုင်မဲ့ယောက်ျားကောင်းယောက်ျားမြတ်တာဖြစ်မယ်ဆိုရင်မင်းကြီးမင်းသားတွေကမဟုတ်ရင်နေပါစေလေ ်ဆင်းရဲသားပဲဖြစ်ဖြစ်တရောင်းသားပဲဖြစ်ဖြစ်ယူမပဲလို့ခဏခဏပြောနေမေတ္တစာကတွက်လက်ချက်စာစွာပြောပြနေပေရာဘုဏ္ဏနာသည်စိတ်ဝင်စားစွာဖြင့်နားဆွင့်၍နေပေသည်ယောက်ျားပိသားယင်တရောင်းသားပဲဖြစ်ဖြစ်ယူမယ်လို့ဘုရင်မကတကယ်ပဲပြောသလားဘုဏ္ဏနာကပြန်၍မေးလိုက်ပြီမေတ္တစာကပြန်ပြီးအဖြစ်ပေးမိပြုလုပ်ပြီးမှရှေ့တက်တဲမှ လာနေသောစစ်သူကြီးဗန္နကကိုမြင်လိုက်၍ပါဇာဟောင်းသားနှင့်ငေးကြည့်နေမိသည်စစ်သူကြီးဗန္နကသည် ဘုန်နနာအနည်းတို့အချင်းကလာပြီလေမေတ္တစာအာဘယင်မအဆောင်တော်တို့ပြန်သွားရင်အမိတ်ပေးလိုက်နေပြီဘုန်နနာအနည်းတွင်စိတ်ပြည့်သည့်အမှုအရာဖြင့်ထိုင်ချလိုက်ပြီးတပ်ပြင်းချေကြီးကိုမှုတ်ထုတ်လိုက်လေဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းစီစဉ်တည်ဆောက်မှုကိုအီမာနေခိတကနာရနာဝင်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူညီကောင်မောင်တို့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ညီကောင်မတော်မများအားလုံးကိုယ်စိတ်နှစ်ပါးရှင်လန်းရှမ်းမြကြကဘေးရန်ဒီအပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ